က်ကတော့အချိုးကျဆိုလို့ရှင်ကျွန်တော်တယောက်တည်းအတွေးပေါ့နော်အချိုးကျဆိုလို့ရှင်ဒါဆိုရင်ဘာလို့မဲဆွဲနေဦးမှာလဲဒီပါတီတွေဒီပါတီတွေအားလုံးကဲစုဖွဲ့ပြီးတော့လှုပ်လိုက်ရွေးလိုက်မရမရဘူးလားပေါ့ဒါကျွန်တော်ကညာတွေးတာပေါ့နော်ကျွန်တော်တယောက်တည်းတွေးတာပါအချိုးကျပီပီယာစနစ်မှာတွန့်နှီးရှိတယ်ဗျကျွန်တော်သဘောတရားပြောပြပေးမယ်ကျွန်တော်2021ခုနှစ်အာနာ ထိမ့်ရက်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ကစနစ်နိုင်ငံစနစ်တွေကိုပြောင်းဖို့ကြိုးစားတော့ NCA မှာတောင်းကြတာကိုတိုင်းသားတွေက NCA စာချုပ်လာချုပ်တဲ့တိုင်းသားတွေကသူက NCA စာချုပ်ဒီငင်းငယ်လုပ်ငန်းစဉ်တွေကသူတောင်းသူတို့တောင်းဆိုချက်တွေရှိရလေအဲ့ဒီတောင်းဆိုချက်တွေရှိတဲ့အခါကျတော့အဲ့ဒီပုံမှာကျွန်တော်တို့ကနိုင်ငံစနစ်ကိုအကောင်းဆုံးလုပ်ပေးနိုင်မှာဖွဲ့စည်းပုံကလည်းပြင်လို့ရမှာလေသူကပြင်ချင်တိုင်းပြင်လို့မရဘူးလေ တောင်းတာတစ်ခုပြင်တာတစ်ခုလုပ်လို့မရဘူးဖွဲ့စည်းပုံထဲမှာရှိတဲ့ဇကရဲအင်္ဂါရဲတွေနဲ့ချိတ်ဆက်ပြီးတော့မှမျက်မျက်တတဖြစ်မှရမှာလေအဲ့တော့သူတို့ဒီ NCA လမ်းကြောင်းပေါ်တက်လာတဲ့ခါကျတော့အဲ့မှာသူတို့တောင်းဆိုတဲ့ဇကရဲတွေကိုကြည့်တဲ့ခါကျတော့အဲ့တော့ PR စနစ်ကျင့်သုံးပေးပါဆိုတဲ့ခါကျတော့အဲ့တော့2021မှာအဲနိုဝင်ဘာဒီဇင်ဘာပေါ့2021နိုဝင်ဘာနဲ့ဒီဇင်ဘာမှာရန်ကုန်မှာတခါနေပြီးတော့မှတခါတမတော်နဲ့ ဟောတက်မလို့အစိုးရနဲ့တူပါတီပေါင်း82ပါတီဆွေးနွေးကြတယ်ဗျဆွေးနွေးကြ82ပါတီเนาะ82ပါတီဆွေးနွေးကြတယ်အဲ့မှာပြည်သူ့လွတ်တော်ကိုယ်စားလှယ်ကိုစားပြုတဲ့အစုအဖွဲ့က2ဖွဲ့အမျိုးသားလွတ်တော်ကိုစားပြုတဲ့အစုအဖွဲ့က2ဖွဲ့တိုင်းဒေသကြီးလွတ်တော်ကိုစားပြုတဲ့အစုအဖွဲ့က2ဖွဲ့ဆိုပြီးတော့သူ့အစုအဖွဲ့လိုက်သူ့အစုအဖွဲ့လိုက်ဒီပီအာစနစ်ကိုကျင့်သုံးမလားမကျင့်သုံးဘူးလား ဟိုစည်းပုံနဲ့ညီလားမညီဘူးလားသူလွတ်တော်စူးစားလိုက်ကိုကိုစားပြီပြီးတော့ဆွေးနွေးကြတော့နောက်ဆုံးမှာအဲ့ဒီပီယာစနစ်ကို2021နိုဝင်ဘာနဲ့ဒီဇင်ဘာမှာဖြစ်လိမ့်မယ်အဲသူတို့ဆော့ဖက်ချက်ချသွားတယ်ဗျအဲ့တော့အမစနစ်ကသူကတွက်ပုံတွက်နီးလေးကျွန်တော်ရှင်းပြရမယ်ကိုတို့နားမလဲမှာဆိုတော့ပီယာတွက်နီးသူတို့အဲ့ဒီမှာစဉ်းစားတော့ကပီယာစနစ်ကိုသူတို့စဉ်းစားတဲ့ခါကျတော့ပီယာစနစ်မှာတွက်ပုံတွက်နီးကနှစ်မျိုးရှိတယ်ဗျကျွန်တော်အလွယ်နည်းပဲပြောမယ် ူဟာဟာဒရာကိုရာမက်သက်နဲ့ဒရုကိုရာမက်သက်ဆိုပြီးနှစ်မျိုးရှိတယ်။နှစ်မျိုးကလည်းတိတ်မကွဲပြားပါဘူးเนาะမတိတ်မရင်ပဲအဲ့တော့ကျွန်တော်ကတွက်နီးဒီဟာဒရာကိုရာမက်သက်ဆိုတာကိုဟာဒရာကိုရာမက်သက်ကိုကျွန်တော်ရှင်းပြပေးမယ်။အဲ့တော့သဘောတရားကိုကြည့်မယ်။เนาะအလွယ်ပြောပြမယ်။အဲ့တော့ကျွန်တော်ပါတီ A ရှိမယ်ဆိုပါတော့ပါတီ A က136ပဲပြည်သူကထောက်ခံတယ်။နော်ပြည်သူထောက်ခံမယ်136ပဲရမယ်ကွာ။ ဥပမာပြောပြတာနော်ပါတီ A 136တေချာမှတ်နော်နံပါတ်ကိုခဏအောင်တေချာမှတ်136ပဲရနော်ပါတီ B က190ရမယ်ပါတီ B က190ပဲရပါတီ C က84မဲပဲရမယ်ဒီသူကရွေးချယ်တယ်ဒီသူကထောက်ခံတာထောက်ခံမဲဒါပေမဲ့အဲ့ဒါကျွန်တော်တို့တန်လင်မြို့နယ်မှာဆိုပါစို့တန်လင်မြို့နယ်မှာရွေးချယ်တာဆိုပါစို့ ဒါပေမဲ့တန်လီမြို့နယ်မှာလွတ်တော်ကိုတက်မဲ့ကိုစလေက၄ရောက်လူတယ်ဆိုပါကိုတန်လီမြို့နယ်ကိုစားပြုပြီးတော့လွတ်တော်ကတက်ကမဲ့အချို့က၄ရောက်ပဲရမယ်ဆိုပါလို့ပါတီကြီး၃ပါတီကဝင်ရောက်ရှင်းပြိုင်တယ်ဆိုပါလို့ပါတီ A က136ပါတီ B က190ပါတီ C က84ရတယ်အဲ့ကြောင့်တွက်ကတော့မယ်တွက်ကတော့မယ်ဟာဒရာကိုရာမတ်တက်လို့ခေါ်တယ် ဟာရမတ်သက်လို့လဲခေါ်တာပေါ့အဲ့တော့ကျွန်တော်ကတွက်တဲ့ခါကျတော့ဆက်စွတ်136ရေ190ရေ84ရေပေါင်းလိုက်ဘယ်လောက်ရမလဲ136ရေ190ရေ84ရေပေါင်းလိုက်ရင်ကိုရာဘယ်လောက်ရမလဲဆို400ရမယ်400ရမယ်ဟုတ်ပြီနော်ကျွန်တော်ဥပမာပြောတာနော်400ရမယ်ကျွန်တော်လိုချင်တဲ့အရေးအတွက်ကလွတ်တော်တက်မဲ့ကိုယ်စားလှယ်ကဘယ်နဲ့ရောက်လဲ၄ရောက်လိုချင်တာ လေးယောက်လေးယောက်နှစ်စားရင်ဘယ်လောက်ရမလဲကိုတာတရာရတယ်ကိုတာတရာရတိုင်းရတိုင်းမှာလွတ်တော်ကိုယ်စလဲတယောက်ကအော်တိုပါတီ A ကတယောက်တရာကျော်တဲ့အတွက်ကြောင့်ပါတီ A ကတယောက်တက်ကပါတီ B ကလည်းတရာကျော်တော့တယောက်တက်ကပါတီ C ကကိုတာတရာမပြည့်တဲ့ကြောင့်တယောက်မတက်ကတော့ဒါဆိုရင်တို့လူကျင်တာ၄ယောက်မှာ၂ယောက်ပဲရသေးတယ်ဟုတ်ပြီနော်ဒါဆိုနောက်တဲ့၂ယောက်ထက်ရှာအောင် ရဲလားနောက်တဲ့နှစ်ယောက်ထက်ရှာအောင်ဟမ်အဲ့ဒါကြတော့နောက်တဲ့တွက်နီးတစ်ခုထက်လာတယ်ဗျ largest remainder မတ်တ်လို့ခေါ်တယ် largest ဆိုတာကအ ਨੇ ဆုံး sorry အကြီးဆုံးเนาะအကြီးဆုံး remainder အကျွင်းမတ်တ်တွက်တဲ့နီးအကျွင်းထဲမှာမှာအကြီးဆုံးကဏ္ဍကိုစဉ်းစားတဲ့တွက်နီးလို့ခေါ်တယ်အဲ့တော့ဒီမှာကြည့်လိုက်လို့ရှိရင်ပါတီ A ကအကျွင်းက36ပါတီ B က60ပါတီ C က84 အကျဉ်းကြီးဆုံးပထမကပါလေပါတီဗီက60ကျွန်းထားတာပေါ့ပါစီပါတီဗီကတယောက်သွားတော်တော်ကိုယ်စားလေပါတီ A က36 C က84ဆိုတော့ဘသူကများတာလဲ C ကများတာအကျဉ်းကအများဆုံးဖြစ်တယ်ခါကျတော့84ကတယောက်ကလွတ်တော်တက်ဒါဆိုရင်နောက်ဆုံးကျတော့လူကျင်တဲ့4ယောက်ရသွားပြီ A ကတယောက် B က2ယောက် C ကတယောက်ဆိုပြီးတော့သွားတယ်အဲဒါဆိုပြီးသွားပြီ